ကာမေစုမိစ္ဆာစာရကံဟာအိမ်အောင်ရှိရဲ့လူနဲ့ပြင်မမိမှထိုက်တာမျိုးလားရှင်ဗျာယခုခေတ်လူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပီးတိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိမဖြစ်သူကို꽌ရှင်ခွင့်ပေးခဲ့စင်ပါသလား꽌ရှင်ခွင့်မပေးဘဲယဟန်ပေါင်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိမနဲ့ကအချင်းလင်များဖြစ်မြောက်နေစေလားရှင်ဗျာဟုတ်ပြီ ကမေတုမစ္ဆာစာရကဟာအိနောရှိတဲ့သူနဲ့ပြမမိမထိုက်တာမျိုးလားဆိုဆောက်ကြဘက်ကကြည့်မယ်အမျိုးသားတွေမပြမှားရမယ်အမျိုးသမီးက20ရှိတယ်မှန်ပါအအကြမ်းကြီးပြောမယ်ဆိုရင်အမေရဲ့အုတ်ထိန်မှု အောက်မှာရှိတယ်အဖေရဲ့အုတ်ထိန်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိန်မှုအောက်ညီကောင်မောင်နှမတွေရဲ့အုတ်ထိန်မှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင် တပ်ပြီးသားစုရဲ့ဆာရှာဖို့လို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေမှန်ပါရွှေမျိုးတော်လာပြီ responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ်းဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတယောက်နဲ့ပြစ်မှားလို့ရှိရင် ကမိသမီးဆက်ဆံကထိုက်တယ်။နောက်တစ်ခါကျတော့မယားဆယ်မျိုးလို့ခေါ်တယ် တဝူကအိမ်တော်ပြုတ်ထားတဲ့မျိုးသမီးတွေတနီးနီးနဲ့အိမ်တော်ပြုတ်ထားတဲ့မျိုးသမီးက10မျိုးရှိတယ်အဲ့ဒီ10မျိုးနဲ့ပြမလို့ရှင်တယ်မျိုးသားတွေဟာကပ္ပသမိဆန္ဒကထိုက်တယ်အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုတ်ထားတဲ့ပုဂ္ဂိုလ်ကလွဲပြီးတခြားပုဂ္ဂိုလ်ကပြမလို့ရှိရင်မျိုးသမီးတွေကကပ္ပသမိဆန္ဒကထိုက်တယ်တမန် ော်ပုံပုံပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်အောင်မပြုတ်မချင်းအောင်ဘယ်မျိုးသမီးတွေမှဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုတာလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လေမှန်ပါဗျာသူကထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဖေးရဲ့အုတ်ထဲမှုအောင်ရှိတဲ့ဟာတွေနဲ့ဆင်သူကကမေစုမေဆာဆာလို့ပဲခေါ်တယ်မျိုးသားတွေကပုံများတယ်တင်ပါ ဒါဖြစ်ရင်ပြည့်တန်စာတွေရောအခကြီးဝင်ပြီးပြီးတော့ပျော်ပါတာမျိုးじゃအဲ့ဒါတော့လွတ်တယ်သူကပြည့်တန်စာじゃတော့သူကမုဟုတ်တိခါလို့ခေါ်တယ်မုဟုတ်တိခါလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ် unlawful မဖြစ်ဖို့ပဲရေးချီတာပေါ့မှန်ပါဗုဒ္ဓဘာသာရဆိုလို့ရှင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုတ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမှားမိလို့ရှင်ကာမေသူမိစ္ဆာစာရကံထိုက်တယ်လို့ရှင်ပြ သူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်မှန်ပါဗျာနော်တမန်နောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိဒံယဟန်ဝဲခဲ့လို့ရှင်ရောမိဘဖြစ်သူကွာရှင်းပေးခြင်းစင်ပါလားဗျာအကေးအဲ့ဒါတမန်ဗျာအဲ့ဒါအဲ့တော့ယဟန်ဝတ်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုဘာလို့ဆုံးလို့ရတော့ဆိုရင် ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုရတဲ့ဘက်ထားလိုက်ပါတော့ကိုအိမ်တော်ရှင်အိမ်တော်ဘက်ကိုလည်းဆုံးလို့ရတယ်မှန်ပါဗျာဟောအဲ့ဒါတွေကို renounce လုပ်ပြီးတော့ရမ်းပေါ်ကူချတာမှန်ပါရှေခေထွန်းတန်းဆက်လာလို့မှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွန်းကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ ဈာန်ဝတ်လို့ရှိရင်အထီးကမိမစီပါခွင့်မပန်းမိဘစီပါပဲခွင့်ပန်းရမှန်ပါဗျာအမျိုးသမီးကသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းမိသားဖြစ်သွားတယ်သူအနေနဲ့ကလည်းပန်းဆိုင်မှုတွေအလုံးကိုဆုံးမပြီးသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါဗျာ အရှိရှိထုံးစံကိုပြောပြတာပေါ့နော်ပါပါတင်ပါဖရာလက်ထက်ကထုံးစံအပြည့်တိုင်กว่าရှင်းပေးဖို့ဆိုတာတရားဝင်กว่าရှင်းခွင့်ခုခေတ်လို့စာချုပ်တွေပါတိုင်းဘော့စ်လောက်ထားတော့မရှိဘူးတင်ပါသူတရားဝတ်သားရတဲ့တပြိုင်နဲ့ကွာရှင်မိသားဖြစ်ပါပြီတမပါနော်အဲ့လိုဆုလို့တယ်ကွာရှင်ခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအတင်နေမယားဖြစ်အရာရောက်နေစေလားဆိုတာနေမယားလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထုတ်ရမယ်သူကတမပါအဲ့မကျူးလို့ရင်တော့သူကနေလို့ရတယ်တမပါ ဒီလိုပဲဖះရလက်ထက်ကတထေသာသူရိနာဆိုသူ့အမေဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါဗျာသူစနီးမရတဲ့အိမ်မှာရှိတာပဲမှန်ပါဗျာသို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါဗျာခုနလိုပတ်သက်ရင်တော့သူကအပြစ်ရှိတယ်အဲ့ဒါမှန်ပါဗျာ ဆောဗျာတရားထွက်အပ်ဆိုတော့ရတော်ရရာနဲ့သူကွာဆင်းခဲ့တာမှာဟုတ်ပါတယ်။အမှန်သို့တော့လဲပပတ်တဲ့ဘူးဆိုအသိသွားပြီလေ။ဟိုခြံနာချင်းခံရတဲ့အမျိုးသမီးတွေနေနဲ့ကြတော့နောက်ထပ်အိမ်တော်ပြုလို့ရတာဗျာ။ရတယ်ရတယ်။ဆုံးလို့တော့ရတယ်။အမျိုးသမီးတွေမှာအိန္ဒိယထုံးစံရပြောမှာဆိုရင်သူတို့မှာပါးယောက်ျားထွန်ကားသည်ဖြစ်စေ။အဲပါးယောက်ျားထွန်ကားမှယောက်ျားရဲ့အပွေးကိုခံယူခွင့်ရှိတယ်။မှန်ပါဗျာ။ ပါရကြမထွန်းကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မော်ဆင်းရတယ်။ဘာမှပတ်ဆိုင်ဝင်ဖြစ်ဘူး။ပါရကြထွန်းကားလို့ရှိရင်ပါရကြကိုအကြောင်းပြုပြီးတော့သူတို့ကပါကမွေခန္ဓာ။မှန်ပါဗျာ။သူကတော့မွေခန္ဓာမဟုတ်တိုင်းပဲသားကိုအကြောင်းပြုပြီးသူ့ဘဝဆင်းပြေတယ်။သားသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲဘာမှဆက်ခံဝင်မရှိတော့ဘူး။ ်ဒါအိန္ဒိယရဲ့ထုံတမ်းစင်တာဒါကြောင့်မို့လို့သူတို့ကသာသမီမထွန်းကားဘူးဆိုရင်သူတို့ဘဝအတွက်တအားဆိုးရိမ်တယ်အမှန်ပါခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးနော်မရှိတော့အနောက်တိုင်းဆိုတာဆိုးသေးတယ် divorce လုပ်ရင်ယောက်ျားအများကြီးယောရတယ်အမှန်ပါလူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးဒါတည်းကနော်ဒီမှာ